မေလျံနေထပ်ပြီးတော့လွတ်တယ်တဲ့ဘယေသရှင်မောကလန်ကလည်းထပ်ပြီးတော့မိတော့မေလျံနေလွတ်တာအဲ့တော့ရှင်မောကလန်ဇံဝေသားတာဘလောက်တော့မြန်တယ်လဲဆိုရင်နန္တော်ပဏာဏနဂါမေလွတ်လိုက်တဲ့မေလျံကိုဘုန်းကြီးတို့ဘယေသရဲ့ချက်ချင်းဇံဝေသားပြီးတော့ကောက်ွက်ထားပြီးတော့ချက်ချင်းဇံဝေသားပြီးတော့ပြန်လွတ်တာဘလောက်မြန်နှုံးဆိုတာကြည့် သူလွတ်တဲ့မိကိုကိုလည်းဇံဝင်စားပြီးတော့ကာကွယ်ရတယ်။ကိုကပြန်လွတ်ချင်တော့လည်းပဲချက်ချင်းဇံပြန်ဝင်စားပြီးတော့ကာကွယ်ရတယ်တဲ့။ဒီတစ်ဆက်ကအတွင်းမှာကိုအခုဇံဝင်သားလဲအခုဇံဝင်သားလဲအခုကာကွယ်လဲအခုပြန်လွတ်လဲအဲ့ဒီလိုလုံနိုင်တာကဘုန်းကြီးတို့သာသနာတော်မှာရှင်မောက္ကလံတပါးတည်းရှိတယ်တဲ့။အဲ့တော့နန္ဒောပဏာဏငကမင်းကအဲ့ဒီလိုသူကမိကိုမိလျာနေလွတ်တော့အေးဒါလည်းပဲမရဘူးဘယ်သူမှလည်းမသိဘူးငါအပေါ်ကနေပြီးတော့ဒီလိုငါနှိမ့်ဆက်နေတာအဲ့တော့ငါတိုက်ွက်ပြောင်းမယ် တိုက်ခွဲပြောင်းပဲငါဘောကငါခန္ဓာကိုယ်ကြီးကိုမြင့်မောတောင်းနဲ့ဖိညာပြီးတော့ဗပြင်းနဲ့အုပ်ပြီးတော့ဒီလိုငါအခိုးလျင်နဲ့လွတ်နေတာတော့မှသူ့စီကိုမရောက်ဘူးငါလည်းပူလောင်နေပြီအကျန်းနည်းနဲ့မရဘူးအနုနည်းကိုသုံးမယ်တဲ့ဗန်နည်းကိုသုံးမယ်တဲ့အဲ့တော့ပရိသတ်ရေနန္ဒောဗရဏနဂါမင်းကြီးကလမ်းပြောတယ်ကောတိတွံဘောဘောအဝရှင်တွံတင်ဒီကောတိဘသူဖြစ်ပါသလဲ လေသံလေးပြောင်းလာတယ်။ဘုရားတို့ကဟေးငါဘောကဘယ်သူတော့ကွာဟေးငါဘောကဘယ်သူတော့ကွာအခုတော့လေသံလေးပြောင်းသွားတဲ့ပြေသံအနုနီသုံးမိကောတိတွန်ဘောဘောအရှင်တွန်သိနီကောတိအဘယ်သူဖြစ်ပါသလဲအဟံမောက်ကလံနောဒီတော့မှရှင်မောက်ကလံငါဖြစ်တယ်ငါရှင်မောက်ကလံပဲ ဆိုတော့မှနန္ဒောပဏ္ဏနဂါမင်းကြီးကဩရှင်မောင်မောက်ကလံကိုတော်ကြီးလားဖရာတပည့်တော်အရှင်ဘုရားမှမသိလို့ပါဒီလိုဆိုရင်ရှင်ဘုရားတပည့်တော်ကိုယဟန်အသွင်နဲ့ပြသားမှာတပည့်တော်ဖူးခြင်းလုံးလို့တိုက်ကွက်ဆင်းတာအလုပ်တာလဲဘုရားတိုက်ကွက်ဆင်းတာသူကဟိုမှာနဂါးလိုလိုပတ်ထားတာကိုအဲ့ဒါသူဖြီအောင်သူလုပ်နေတာနန္ဒောပဏ္ဏနဂါမင်းကလည်းညံများတယ်ဘုရားရဲ့ အဲ့ဒါရှင်ဘုရားမမသိလို့ပါဗျာရှင်ဘုရားရှင်ဘောက်ကလန်ဆိုရင်ယဟန်သွင်းလေးနဲ့ပြပါတပည့်တော်ဘုရင်လို့သူစိတ်ထဲမှာကြည်ညိုလို့ဘုရင်လို့ကြည်အေးလို့ရှောင်းနေတာမဟုတ်ဘူးဘေးသာမြင်းမို့တောင်းနဲ့ဖိညာနေတာလွတ်ရှင်လို့ရှင်ဘောက်ကလန်အလစ်ကိုသူချောင်းမှာဒါကြောင့်မြတ်စွာဘုရားကဗာပြောလိုက်လေရှင်ဘောက်ကလန်တော်တတိထာတော်တတိထာတော်ဖယခဏခဏမှားနေတယ်မသွားခင်တည်းက အဲ့ဒါရှင်မောကလန်အလစ်ကိုသူတွေ့မလို့ဆိုပြီးတော့အဲ့ဒါသူရှောင်းနေတော့ရှင်မောကလန်ကသိတယ်ရှင်မောကလန်ကသိတယ်ဒီကောင်တော့ညံများတဲ့ကောင်ပဲသူသူ့ငါဖိထားတာသူလှုပ်အောင်လှုပ်တာပဲဆိုတော့ချက်ချင်းပဲပြေးတဲ့ယဟန်တွင်ကိုပြဘာတွင်ကိုပြယဟန်တွင်ကိုပြလဲပြပြီးတော့ဘာဆိုရှင်မောကလန်ကဘာလို့တော့ဆိုတော့အဲ့ဒါနန္တော်ပဏာနဂမင်းကြီးရဲ့ဘယ်ဘက်နားတဲ့ကိုဝင်သွားတာဘယ်တဲ့ဝင်သွားတာ အဲနဂါမေနားနဲ့ဝင်သွားပြီးတော့ညာဘက်နားကနေပြန်ထွက်ဘလို့မှသူ့လုံးမရအောင်ဖြစ်နေတယ် ညာဘက်နာကနေပြန်ဝင်ဘယ်ဘက်နာတဲ့ပြန်ထွက်ဆိုတော့ရှင်မောကလန်အဲ့ဒီလိုလုံးနေတော့ဘယင်းသားရေနန္ဒောပရဏနာကမေဘလို့ဖြစ်နေလဲနားတဲ့ကောနားကြတောင်းတဲ့ကြလို့ရာကြီးရာကြီးဖြစ်တယ်လို့ဖြစ်နေမှာပေါ့ဒီဘက်ကဝင်လိုက်ဟိုဘက်ကထွက်လိုက်ဒီဘက်ကဝင်လိုက်ဟိုဘက်ကထွက်လိုက်နဲ့အဲ့ဒီလိုလုံးနေတော့ပျောစိတ်တွေပိုးကောင်းတွေဝင်တယ်လို့ဖြစ်နေမှာပေါ့သူစိတ်တွေရာကြီးရာကြီးနဲ့သူခံခဲနေမှာပေါ့ အခန်းတိုင်းလုံးတဲ့အခါကျတော့မှအဲ့ဒီမှာပြန်ပြောတယ်ရှင်ဘုရားသိခန္ဓာဟူပါဗျာတပည့်တော်ကိုဒီလောက်ကြီးမနှိမ့်ဆက်ပါနဲ့ဗျာတောင်းမှမဲတာတောင်းမှနေတာပြေးစားရထွက်လာကြည့်ဒီကံထွက်လာလို့ကတော့ဒီကိုတော့အသေးပဲနဲ့စိတ်ထဲကနေဂျိမ်းပြီးတော့ပြေးစားရရှင်ဘောက်ကလားနားဘောက်ကနေပြောကနဲ့ထွက်လဲထွက်လာရောသူကအစိမ့်နဲ့တကောနဲ့ရှင်ဘောက်ကလားကို ပဲမလို့လုံတော့ရှိသေးတယ်ရှင်မောကလန်ကဘယ်ဝင်တော့နှာခေါင်းပေါက်ထဲဝင်သွားတယ်ဘယ်ထဲဝင်သွားတာလဲနှာခေါင်းပေါက်ထဲဝင်သွားပြီးတော့နှာခေါင်းထဲဝင်လိုက်ထွက်လိုက်ဘယ်ဘက်နှာခေါင်းပေါက်ကဝင်လိုက်ညာဘက်နှာခေါင်းပေါက်ကထွက်လိုက်ဒီလိုလုံနေတဲ့အခါကျတော့စိတ်ဆိုးမန်ဆိုးတွေဖြစ်ပြီးတော့ပရိသတ်ရဲ့အဲ့ဒီမှာကြိုက်မဲ့ပုံလုံပြီးတော့ပဇာဟအဆွဲတွေပြူပြထောက်ပြနေတော့ပရိသတ်ရှင်မောကလန်ကအဲ့ဒါမလုပ်တော့နှာခေါင်းကနေထွက်ပြီးတော့ပဇာထဲဝင်သွားတာဘယ်ထဲဝင်သွားတာ ဘာသာသေးဝင်သွားကဘာသာတဲ့ဝင်သွားပြီးတော့ဘယ်ကိုသွားလဲဟိုးဘိုက်ထဲမှာနဂါမင်းကြီးရဲ့ဥရေအဲ့ဒီဥရေပေါ်မှာပြိဿဘာလုံးနေတယ်ဇင်းညာလျှောက်နေတယ်တဲ့ဘာလုံးနေလဲဟိုဟူခုံးကားလို့ဖြစ်မှာပေါ့နော်ဟူခုံးကားကြည့်ဘူးလေမလားအဲအဲအဲ့ဒီဟူခုံးကားလို့ဖြစ်မှာပေါ့အဲ့ဒါတခါတော့ဝင်ချသွားတာဒီနေ့ကဟူခုံးတော်ဝင်လို့ရသေးတာပြိဿတို့ရှင်မောက်ကလည်းဘာလို့ဝင်မရမှာလဲ အဲ့ဒါဝင်သွားပြီးတော့အဲ့ဒါဦးထဲမှာသွားပြီးတော့လမ်းလျှောက်တော့မခံမရနိုင်ဖြစ်ပြီးတော့အပြင်ကိုထွက်တော်မူပါဗျာအပြင်ကိုထွက်တော်မူပါဗျာအပြင်ထွက်လာတာနဲ့ဘုရင်သာစာဆိုရှိပါတဲ့နဂါတို့မြတ်ဆောင်အကြောင်းသုံးပါမရွေးဆိုတာအပြင်ကိုထွက်လဲထွက်လာတော့ဘုရင်သာရဲ့ဘာလို့လဲနှခေါင်းကလေနဲ့မဟုတ်ပြီးတော့နောက်ဆုံးလက်နဲ့မြတ်ဆောင်ထိုးတယ်တဲ့ဘာထိုးလဲ မြေဆောင်ထိုးငကားများစိတ်ဆိုးလို့မြေဆောင်ထိုးရင်အဲ့ဒီလူကပြန်ဖြစ်သွားတော့တယ်အလောင်းတော့ရှာမရဘူးတဲ့ငကားတို့မြေဆောင်တယ်အဲ့ဒါငကားမြေဆောင်ထိုးတယ်တဲ့ဘလို့ထိုးလဲတော့မသိဘူးပေါ့လေမြေဆောင်ထိုးတာလည်းခမကြီးတွေထိုးခိုင်းမှာပဲသိမှာဘလို့မြေဆောင်ထိုးလဲမသိဘူးမြေဆောင်ထိုးလဲတော့တဲ့တဲ့ကြည့်တာမဟုတ်ဘူးထင်တယ်နော်ဘလို့ကြည့်တာလဲ စောင်းကြည့်တာစောင်းကြည့်တာအဲ့လိုတခါတည်းမျက်စောင်းလှဲ့ထိုးချအဲ့ဒါတခါတည်းအကုန်လုံးပါပြည့်ပြန်ဖြစ်သွားတယ်အဲ့ဒီလိုတမ္မာပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ဘုရားသာပြာကိုဖြစ်သွားတာလေအဲ့တော့ရှင်မောကလရဲ့တကောနဲ့ဆက်ချင်းသရုဒ္ဓသာဝန်သားပြီးတော့ခံလိုက်တဲ့အခါကျတော့မှရှင်မောကလံဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးမြတ်စွာဘုရားမှားတာလဲတတိယတယ် မောက်ကလန်သတိဌာနောသတိဌာနောဆိုတာဒါပဲဒီနေရာကိုဘုရားအဓိကထားပြီးပြောလိုက်တာဒါဒီနေရာအဓိကနောက်ဆုံးလက်နဲ့သုံးတာပဲဒါမျက်စောင်းထိုးချရတယ်